မင်္ဂလာပါအလုံးနဲ့ပတ်သက်တဲ့အကြောင်းပြောမယ်အလုံးလျှောက်တာကိုစမတ်ငန်းစမတ်ငန်းအလုံးရှာနေတယ်ဟာငန်းနောက်တစ်ခုကဟာငန်းทําอยู่လို့လည်းပြောလို့ရပါတယ်ဒါကတော့စကလုံးအရှိပြောလိုက်တာပေါ့အတူောက်ကြတော့ဟာငန်းဆိုရပြီအလုံးပြုတ်တာအလုံးမရှိတာတုတ်ငန်းအလုံးပြုတ်သွားတာကိုတုတ်ငန်းနောက်တစ်ခုကအလုံးအားနေတဲ့အလုံးမရှိတာမျိုးကဝငန်းလို့ပြောတာပေါ့နော် ဝန်ငန်အလုတ်ပြောင်းတာအလုတ်ရွှေ့တာရိုင်းငန်ရိုင်းငန်နောက်တစ်ခါအလုတ်ဂျူဒီတွေဝင်တာပေါ့အလုတ်ဝင်တဲ့ခါကျရင်ခေါင်ငန်လို့သုံးပါတယ်ရှင်ခေါင်ငန်အလုတ်ဆင်းတာကိုကြတော့လုတ်ငန်လုတ်ငန်နောက်တစ်ခုကဒီအလုတ်ဝင်တဲ့ခါနေကက်ရိုက်ရတာမလားအဲ့ဒီကက်ရိုက်တာကိုတော်ပါခေါင်ငန်လို့ပြောပါတယ် ကဲနောက်တစ်ခုကကြတော့အလုတ်ထွက်တာအလုတ်ထွက်တာကိုလာအော်လာအော်နောက်တစ်ခုကပါလဲဆိုရင်ဒီ OT စင်းနာကို tham OT နောက်တစ်မျိုးပြောလို့ရတယ်เนาะ tham ငန်း gain เวลาအလုတ်လောက်တာအချိန်ပိုသွားတာကိုပြောတာပေါ့เนาะ gain ကပိုတာ gain เวลาဆိုအချိန်ပိုတာအဲ့တော့ tham ငန်း gain เวลาဆိုတာဒီ OT စင်းကို OT စင်းနာကိုပြောခြင်းဖြစ်ပါတယ်ရှင်